အခုတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ကိုလက်တော့ပြန်မှုအတွက်ဥရဗမာပြင်ဆင်နေတဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံအတွင်းမှာရှိတဲ့ယူရေနီယံတန့်စင်တဲ့ဆေးရုံတွေကိုအမေရိကန်ဘက်ကပုံစံတက်ခတ်ခဲ့တာအတွက်ဥရဘက်ကလက်တော့ပြန်မှုအတွက်ပြင်ဆင်နေတယ်လို့အီရန်မီဒီယာတွေကရေးသားခဲ့ကြပါတယ်။အမေရိကန်ကအီရန်နိုင်ငံထဲမှာရှိတဲ့ယူရေနီယံတန့်စင်တဲ့ဆေးရုံ၃ရုံကိုမြေအောင်အနက်၃၀၀အထိတိုက်ခိုက်ဖြစ်စေနိုင်တဲ့ပေါင်းသုံးသောင်းဘုံးတွေတုံးပြီးတော့တိုက်ခိုက်ခဲ့ရပါပဲဖြစ်ပါတယ်။ အမေရိကန်ဘက်ကတက်ခိုင်းပြုလုပ်ခဲ့တယ်လို့တမရကိုတိုင်းအတည်ပြုခဲ့ပြီးနောက်မှာတူရကီနိုင်ငံကိုရောက်ရှိနေတဲ့အီရန်နိုင်ငံသားရေးအေဘက်စ်အေရာကရှိကအမေရိကန်ဘက်ကအီရန်နိုင်ငံရဲ့အရှုံရှာအာဏာပိုင်ဆိုင်မှုကိုတရားစင်ခေါ်တဲ့အနေနဲ့ဘုံကျတက်ခိုင်းမှုတွေလုပ်ခဲ့တာဖြစ်ပြီးတော့အမေရိကန်အနေနဲ့တက်ခိုင်းမှုအတွက်ရာနှုန်းပြတာဝန်ယူရမှာဖြစ်တယ်လို့ NGO ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုလည်းရင်ဆိုင်ရလိမ့်မယ်လို့ပြောကြားခဲ့လို့သိရပါဗျ။ AES Iraq ရှိနေ Iran ကိုယ်စားလှယ်ဖွဲ့ဟာ ရုရှားနိုင်ငံကိုဆက်လက်သွားရောက်မှာဖြစ်ပြီးတော့ရုရှားသမ္မတဘူတင်နဲ့တွေ့ဆုံမှာဖြစ်လို့အမေရိကန်ကိုအီရန်ဘက်ကလက်ထုတ်ပြန်မဲ့အရေးနဲ့ပတ်သက်ပြီးတော့ရုရှားနဲ့ဆွေးနွေးညှိနှိုင်းတာဖြစ်နိုင်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ငင်းချမ်းဝါပြပို့လာပါဗျ။